A ကတောင်းနေတဲ့တောက်ဆွေချက်ဟာလက်တွေ့မကြအောင်အစိုးရအနေနဲ့ပေးဖို့လည်းခက်တယ်။ဒါအစိုးရပေးစင်တဲ့ဟာကလည်း A တွေ့လက်ခံဖို့ခက်တယ်ဆိုတော့ဟာတကူ။အဲ့ဒါဆိုရင်ဖြစ်နိုင်တဲ့ခြေရပါလိမ့်မယ်။ A က तू က recognition ခေါ်တဲ့ तू ကအသိမှတ်ပြုမှုလိုချင်နေတာ။အစိုးရဘက်ကလည်းဘာလဲဆိုတော့ဒီဒေတာကြီးကအဖြစ်အောင်ဒေတာကြီးဖြစ်ခဲ့။ဒီအဖြစ်အောင်ဒေတာဖြစ်ဖို့အတွက်ကိုတိုက်ခဲ့ခိုက်ခဲ့ရတဲ့တက်မတော်သားတွေပြည်သူတွေရဲ့အသက်သွေးချွေးတွေအများကြီးစွန့်လွတ်ခဲ့ရတဲ့နေရာကြီးကိုဒီလိုအညွန်အောင်ဒေတာဖြစ် ဈေးပေါ်ပေါ်နဲ့ကျွန်တော်တို့ကမပေးနိုင်ဒါစစ်သားတယောက်နေနဲ့ဒီသဘောပဲ तू ဘာလို့ကျင်တာလဲအတိမပြုမှုလို့ကျင်နေချင်း तू ကနောက်ခါရခိုင်နောက်မှာ तू နေရတနေရယူမှာလေကြောက်တော့နားမှာနေမလားဒီပလက်ဝါနားမှာကတ်နေမလား तू တခုတောင်းဆိုမှာပဲ तू ဒါပဲလို့ကျင်တာရှိတယ်ကျန်တာဘာလို့လဲကျန်တာဒီမှာဒီအကိုကြီးပါတီရှိရှိတယ်ဟိုရခိုင်ပါလီမန်လွှတ်တော်ရှိတယ်လေဒီလွှတ်တော်မှာကိုလိုကျင်တာတွေအကုန်ရနေတာပဲအဲ့တော့ကျွန်တော်အမြင်ကတော့သူတို့မအောင်မြင်နိုင်ဘူးဆိုတာကိုသူတို့ နည်းနည်းလေးစဉ်းစားပေးဖို့ကောင်းတယ်ပြည်သူ့နဲ့နာမှာဆိုလို့ဘာကြောင့်လဲဆိုရင်ရခိုင်ပြည်နယ်ကြီးက defense in depth ပေါ့နော်ခံစစ်ဒုနဲ့ကာနိုင်တဲ့အနေအထားမရှိဘူးရှင်မျောမျောကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မရွေးကျွန်တော်တို့ဟလာအပိုင်းအပိုင်းဖြတ်ဖြတ်ပြီးတော့ကျွန်တော်တို့ကဝင်လာလို့ရတယ်အဲ့တော့နောက်တစ်ခုကအေးမှနေပြီးမရှိဘူးရေဓာတ်မရှိဘူးတိရင်ကတမီပျောက်ကြားတွေတော့မှရေဓာတ်ရှိတာတော့မှနောက်ကြတော့ရေဓာတ်ဆွတ်မှုမှုပျောက်တဲ့ခါမှာအကုန်ကုန်သွားတယ်အဲ့တော့ဒီအဆုံးမရှိတဲ့ဟလာအကျိုးမြတ်မရှိတဲ့ စစ်ပွဲကြီးကိုအတိမတ်ပြမှုတစ်ခုတည်းနဲ့တိုက်ပြီးတော့ပြည်သူလူထုဒုက္ခရောက်နေတာကိုကျွန်တော်ကအေရရဲဘော်တွေကိုသိစေချင်တယ်မင်းတို့တွေမလုပ်ကြပါတော့နဲ့ပဲကျွန်တော်ကဒီလိုပြောချင်တယ်တခြားနေလမ်းကျွန်တော်မတွေ့ဘူးကျေးဇူးတင်ပါတယ်ခုလာဆိုပြဿနာကြီးရေခံပြေကသူကလူငယ်တွေဆိုတာလက်နက်ကင်တော်ရင်လှုပ်ရှင်တယ်လက်နက်ကင်တော်ရင်လှုပ်ရှင်တယ်ဆိုတာကဗမာပြည်ရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်နေပြီနောက်တစ်ခုကတိုင်းရင်းသားတွေနဲ့အဖိနှိတ်ခံရတဲ့ခါမှာတပုံထတာတရားတယ်ဆိုတဲ့စကားကအခုတည်းကစွဲရုံးပဲနိုင်တာရှုံးတာ strategy တွေကိုစဉ်းစားတာမဟုတ်ဘူးငါတို့ခံရတယ်မခံနိုင်အောင်လို့ထရှတာ မိုင်းကာချာဝင်အဲ့ဒီကာချာ48ကဆလာတယ်ဘာကပါနဲ့ဘာဆလာပလာကဆလာတယ်60နှစ်မှာဥနေဝဲကနိုင်ငံရေးပြဿနာကိုလက်နဲ့ကင်ပြီးရှင်းလိုက်တယ်ရှုပ်လို့ဆိုရဲနောက်တပုံးတွေပေါ်လာတယ်နောက်ဘာကပါမှာစိတ်နိုင်တဲ့အာနာသိမကွာဆိုတော့ပေါ်လာတယ်ဆိုတော့လက်နဲ့ဟာပြဿနာကိုဖြေရှင်းတယ်ပြဿနာရဲ့အဖြေကလက်နဲ့ပြောင်းသွားမှရှိတယ်ပြောင်းသွားကအာနာသိသနတ်ပြောင်းသွားထွက်တယ်အဖြေကသနတ်ပြောင်းသွားထွက်တယ်ဆိုတာကိုလူတိုင်းယုံလာတယ်လူငယ်တွေယုံလာတယ်အဲ့တော့တပုံးထားတယ်ဆိုတော့လက်နဲ့ကင်တဲ့အယူဆကကြီးပေါ်လာတဲ့အခါမှာဘလို့ခေါ်မလို့စိတ်ပုံကျဲလာတယ်ပွင့်ပွင့်လင်းပြောရင် ဒီဘက်ကတက်မတော်ကလည်းဟာမင်းတို့လောက်တော့ပြင်းနေကွာတိုက်ကွာချအာငါတို့လည်းကြိုက်တယ်ချအဲ့တော့ဗျာပူဝင်လည်းပြောရင်တိုက်ရင်သေးကြတာပေါ့သေတဲ့လူကသေပေါ့ဗျာဆုံးညွန့်လေဆုံးကျွန်တော်မျိုးဦးလည်းပါသွားရင်ပါလောက်မယ်ချမ်းသာတာကတော့လင်းနဲ့ပွဲစားတဲ့ချမ်းသာသွားလိမ့်မယ်အဲ့တော့ဒီဟာကြီးကိုစွေးနေဖို့တော့ platform ရှိတယ်ကျွန်တော်နိုင်ငံရေး platform ရှိတယ်ပင်းလုံးကြီးလက်ခံရေးရှိတယ်ပင်းလုံးကြီးလက်ခံရေးဟာကျွန်တော်တို့2018ကျွန်တော်တို့ဂျွန်မာဂျွန်ဂျွန်ဂျလိုက်မှာလုတ်ခဲ့တယ်ဒီဇင်ဘာမှာလုတ်လာမလုံနိုင်ဘူး เนาะအခုလည်းမလုံးထိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီပုံကျင်းလာရင်စစ်ပုံကျဲလာမှာပဲစစ်ပုံကျင်းရင်ဒီမိုကရေစီပုံကျဲလာလိမ့်မယ်အဲ့ဒါကိုဘယ်လန့်လုပ်ဖို့အတွက်ဘယ်သူမှတာဝန်ရှိတယ်လဲအဲ့တော့အဲ့လိုလာမယ်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတခုရှိတယ်အကုန်လုံးမှာတာဝန်ရှိတယ်လို့ပြောတယ်အဲ့တော့တမနာမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွဲ့ကြီးမှာတာဝန်ရှိတာတူမလားဒီလေအဲ့တော့တာဝန်ရှိဆုံးဟာအားရှိတဲ့အင်အားကြီးတဲ့လူကသဘောထားကြည့်ရမယ် ခုလောက်ဆိုပြောတဲ့အချက်လက်ကတော့ဒါဘာမှငင်းစရာမရှိဘူး